မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကိုချင်းချောင်းလာတဲ့ပဲခူးတိုက်ပွဲများဖာတီတို့တကယ်လုံနေပါပြီ။အခုရက်ထဲဆိုရင်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းများအလုံးကိုမယက်မနာတောက်လျှောက်ထိုးစစ်ဆင်နေတာတွေ့ရတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကဆိုရင်စစ်ကောင်စီတပ်ရဲ့ဘလတ်တို့တပ်စခန်းကို KNU တပ်မှချဦးဆောင်ပြီး KNL လေး KNDO နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုင်ခဲ့တာတွေ့ရပါတယ်။ဒါအပြင်သတင်းချက်လက်တွေအရသိပေါ်ပိုးစစ်တပ်စခန်းကိုအပြင်းထန်ထိုးစစ်ဆင်နေပြီးစစ်ကောင်စီတပ် တ်ရဲဝေါ်လီစစ်ဖြူဟာကနေနီစကန်တိကက်ပလဲစကန်ဥက္ကဋ္ဌစကန်စတဲ့ရန်သူစကန်ကုန်းတွေကို KNL PDF မဟာမိတ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားကြောင်းသိရပါတယ်။တောင်ပိုင်းစစ်တေသားမှာရှိရဲထိုင်းမြန်မာနယ်စပ်စက္ကစစကန်တွေကိုအခုလိုတိုက်ခိုက်သိမ်းပိုက်လိုက်တာကစည်ရင်အရာရောအခြားနယ်ပယ်တွေမှာအကျိုးအယံများပါတယ်။ဥပမာကရင်ဘက်မှာတောင်းကျမ်းနေတာက စက္ကစရဲ့တမ44တမ89ကွန်ဒီကောင်တွေပါလက်ရှိထိုင်းမြန်မာနယ်စပ်မှာအခုလိုသူတို့တပ်စခန်းတွေစက်တိုက်သိမ်းပိုက်ခံရတော့ လက်မလွတ်ရရင်ရန်ကုန်ဘကိုးနီပြီးတော့ဘက်ကစစ်ကူတွေမဖြစ်မနေပို့ရမှာပဲ။လေကြောင်းကတိုက်တာကဒပိုင်းမှာစစ်ကူတွေလွတ်တဲ့တော်လိုင်းတက်တွေကလမ်းကနေစောင့်ကြိုတိုက်ခိုက်တဲ့ဒီပုံစံနဲ့စားခါစားတက်တွေအမဲ့ချွေခံနေရတာဖြစ်ပါတယ်။နောက်ဆက်တွဲဘကိုးချီဆိုင်တော်လိုင်းတက်တွေအနည်းနဲ့လည်းစေအုပ်စုကိုအနာမပြေပဲတိုက်ခိုက်လာတာတွေ့ရတယ်။မေလ၁၈ရက်နေ့မနက်၂နာရီလောက်ကဘကိုးမြို့နယ်ပေါ်နယ်ကြီးဆောင်တူတိုက်ကြီးမိုင်90လမ်းပိုင်းတနီယာကစစ်အင်အား15ရောက်လောက်တက်ဆွဲထားတဲ့ဇီရောရွာစစ်ကောင်စီ KK စခန်းကို PDF ရဲဘော်တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေကိုလွတ်ယုံထွက်ပြေးသွားတယ်လို့သိရပါတယ်ဒီတိုက်ပွဲဆိုရင်ရန်ကုန်နဲ့မိုင်90ပဲဝေးပါတယ်ဒီလောက်ထိကိုတော်လိုင်းတက်တွေနှီးကပ်လာတာဖြစ်ပါတယ်အလာဒူမေလာ၂၂ရက်နေ့ကလည်းရှန်ကုံမန္တလေးအမြန်လမ်းမိုင်တိုင်၃၂ခုနှစ်ဖားလုံးစစ်ကောင်စီတပ်စခန်းကိုဝင်တိုက်ပြီးစစ်သားနှစ်ယောက်ရှင်းလင်းနိုင်ခဲ့တယ်။နောက်ထပ်မေလာ၂၂ရက်နေ့မှာပဲတောင်ကုန်မြို့အနောက်ဘက်အမြန်လမ်းမှာကြီးမိုင်တိုင်၁၄၈နာရီ စကားစတက်တဲ့တော်လိုင်းပူပေါင်းတက်တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ဒါအပြင်မေလ24ရက်နေ့မနက်၈နာရီလောက်ကနေပကူးမြို့နယ်ပေါ်နက်ကြီးဆောင်တူတိုက်ကြီးမိုင်90လမ်းပိုင်းတနင်္လာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်တာပြူစောတီတပ်ဖွဲ့ရဲ့ဒုတိယတပ်စိတ်မှုအပါအဝင်၄ဦးသေဆုံးပြီး MY ကာဗန်မျိုးစာတနက်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီးတော်လိုင်းသတင်းတွေကဖော်ပြပါတယ်။ဆိုတော့အခုလိုခက်ဆိတ်ဆိတ်ဖြစ်လာတဲ့ပကူးတိုင်းတွေကတိုက်ပွဲတွေဆိုတာ2021အစောပိုင်းကလိုကြုံတလို့ချနေတာမဟုတ်ဘူးအားလုံးကစနစ်တကျ စီမံပြီးတော့ကိုထိုးစစ်ဆင်နေတာဖြစ်တယ်။ ပြောရရင်လက်ရှိကဆေးအုပ်စုအနေနဲ့ပြားများနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ထိုင်းမြန်မာနယ်စပ်ကိုစစ်ကူတွေပို့ဖို့အတွက်လည်းရန်ကုန်ဘကူဘက်ကထုံထုံအင်အားတွေတုံ့ရသည်တဲ့။နေပြီးတော့ကိုကာကွယ်ပြီးတဲ့ဘကူကိုလည်းအင်အားကအလျှော့ခံလို့မဖြစ်ချိန်မကန်မီလက်မကန်မီဖြစ်နေတဲ့အနေအထားတွေမြင်တွေ့နေရတယ်။အဓိကအကြောင်းရင်းအနေနဲ့ရဲဘော်တွေရဲ့စည်ရီးသတင်းလုံခြုံတာစည်ရီးစွမ်းရည်ပြေဝလာတာအချင်းချင်းညီညွတ်တဲ့အခြေအနေတွေကြောင့်အခုလိုအောင်မြင်မှုတွေရနေတာဖြစ်တဲ့တချို့ရဲဘော်တွေဆိုရင်လက်လှုပ်လျှော့ကမ်းနေပဲတိုက်တယ်လို့ကြားသိရတယ်။ဒါပေမဲ့လူညီတော်ခင်မီလီရင်နဲ့ခရင်ပြေဆောင်ရှိရဲ့ ဆဲအုပ်စုကိုချင်းချောက်လာနိုင်တာတွေ့ရပါတယ်။ ဆိုတော့လက်ရှိကရင်စစ်မျက်နှာကအရန်ရေးပါတဲ့နေရာတစ်ခုပါပဲခူးယုံမစစ်မျက်နှာကဆိုရင် PDF တက်တွေလှူရှားနေတာအထက်ကပြောတဲ့အတိုင်းပဲပါတီတို့ကလည်းထိုင်းမြန်မာနယ်စပ်တိုက်ပွဲကနေတစင်တက်မဟာနေတက်မဟာတုံးတိထိုးဖောက်နေတာတွေ့ရတယ်အင်းဤတက်တော်ကလည်းအနောက်ယုံမဘက်ကနေဒေသခံ PDF တွေနဲ့ဒူးဆဲဆုကိုအနာမပေးဘဲတိုက်နေတာတွေ့ရတယ်ဒီတက်ဖွဲ့တွေအားလုံးကမကြခင်ပဲခူးမဆုံတွေ့ကြမှာအတိအချပါပဲဒီချိန်ရောက်တာနေနေပြီတော့ကဆဲဆုနေနဲ့ပြေးဖို့တာပြင်ဖို့တာရှိတော့တယ်ပဲခူးတိုင်းကဆဲဆုအခြေဆိုင်တင်နေပြီတော့ကိုချင်းချဖို့အက ောင်းဆောင်အချက်ချနေရတခုဖြစ်တဲ့နောက်ဆက်တွင်ရန်ကုန်လားနေပြည်တော်လားဆိုတာတော်လိုင်းတက်တွေဘက်က AECC ရွေးချယ်လို့ရမယ့်အနေအထားဖြစ်ပါတယ်။ ဆက်လက်ပြီးဝါတက်ဖွဲ့ကိုမူရင်စေဝါရှောင်းဝယ်မှုနဲ့တက်စင်ဆွဆွဲပြီးထိုင်းနိုင်ငံရှန်သူဖြစ်သတ်မှတ်ပြီးအရေးယူဖို့လိုကြောင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အချိန်ခိုက်နိုင်ငံကြီးကစားခွက်ဖြစ်ပြီးအခြေအမြင့်မရှိတဲ့ဆွဆွဲချက်လို UWSC ကတုံ့ပြန်ထားပါတယ်။အိန္ဒိချင်းမြန်မာနိုင်ငံကဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော့ UWSC ဟာမူရင်စေဝါမှောင်ကုန်မှုတွေနဲ့ဆက်ဆံနေရလို့ထိုင်းဝင်ကြီးချုပ်ဟောက်တက်စင်ရှင်နာဝတ်ကဆွဆွဲခဲ့ပြီးပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူတယ်လို့ပြောကြားသွားပါတယ်။ UWS အနေနဲ့မွေးရည်စေဘာမှောင်ကွန်ရောင်းဝယ်ရေးစုဖွဲ့အားလုံးကိုထိုင်းနိုင်ငံရဲ့ရှမ်းသူတွေဖြည့်ရှုမြင်ဖို့လိုတယ်လို့သက်ဆွန်တင်ကဆိုပါတယ်။အခုတရင်ပတ်မှာထိုင်းမွေးရည်စေဘာထိန်းချုပ်ရေးဘုတ်ဖွဲ့ယုံ ONCP ကကျင်းပတဲ့ခန်းနာတစ်ခုမှာသက်ဆင်က UWS အနေနဲ့ပတ်သက်လို့အခုလိုခါတီတင်းမာတဲ့မှတ်ချက်မျိုးပေးသွားတာပေါ့။သက်ဆင်ကဝင်ကြီးချုပ်ဖြစ်တာဝန်ယူခဲ့ဆင်ကမွေးရည်စေဘာတိုက်ဖြတ်ရေးအစီအမံတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံဝင်မြပေးဖို့ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။၂003ခုနှစ်မှာမွေးရည်စေဘာခိုင်းတွေကိုသက်ဆင်ကစစ်ကြေညာပြီးဖြိုခွင်းခဲ့တဲ့အပေါ် လူလူထောက်ခံမှုရရှိခဲ့ပြီးမြတ်တဖက်မှာတော့လူ1400ကျော်တည်ဆောင်းခဲ့ပြီးလူအခွင့်အရေးဖွဲ့စည်းရေးဝေဖန်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။တပ်စင်ကထိုင်းရဲ့မူရင်းစေဝါပြည်ထနာကိုဖြည့်ရှင်ရမှာနိုင်ငံပြပမှာထုတ်လုပ်ပြီးပြည်ရင်းကိုတင်သွင်းလာတဲ့လမ်းကြောင်းတွေကိုအထူးကြည့်ဖို့လိုတယ်လို့ပြောပါတယ်။အဲဒီနောက်ထိုင်းရဲ့မူရင်းစေဝါပြည်ထနာအတွက်အတ ିକ ခေါင်းခင်းစီမဲပင်မလမ်းကြောင်းဖြင့်ဝါတက်လို့သုံးလုံးခေါ်ဝေါ်လိရှိတဲ့ UWSA ကိုသူကတိုင်းရိုက်လက်ညှိုးထိုးခဲ့တာပါ။တပ်စင်ကထိုင်းနိုင်ငံကိုဝင်ရောက်နေတဲ့မူရင်းစေဝါအလုံးနီးပါးက UWSA ကထုတ်လုပ်ခဲ့တာလို့လည်းဆွဆွဲခဲ့ပါ ါတယ်သူကထိုင်းဆိုရအနေနဲ့အိန္ဒိယနိုင်ငံတွေနဲ့ပူးပေါင်းပြီး UWSA ကိုဖြိုခွင်းပေးဖို့ကိစ္စအတွက်မြန်မာဘက်ကိုဖိအားပေးတောင်းဆိုတင်ကြောင်းလဲဆိုပါတယ်ဒါပေမဲ့ဒီကိစ္စကိုမြန်မာဘက်ကပြက်ကွက်ပြီးမွေးရစေဝါထုတ်လုပ်မှုတွေကိုမတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင်တုံ့ပြန်ရည်ယူဖို့စဉ်းစားတင်ကြောင်းလဲတက်စင်ကဆိုပါတယ်ဒါဟာတက်စင်ကပြည်တွင်းမှာကြုံနေတဲ့မွေးရစေဝါပြဿနာတွေနဲ့ပတ်သက်လို့ UWSA ကိုတားရိုက်အကြဆုံးဆွဆွဲပြီးအပြင်းထန်ဆုံးချိန်ချောက်လာတာလည်းဖြစ်ပါတယ် UWSA ရဲ့လာရှိုးဆက်ဆံရုံတောင်း ဝန်ခံဦးညီရန်ကတော့တက်စင်းရဲ့စကားတွေကအချင်းကိုက်နိုင်ငံကစားကွက်ဖြစ်ပြီးအခြေမြင့်မရှိတဲ့ဆွဆွဲချက်တွေလို့တုံ့ပြန်ထားပါတယ်။ဦးညီရန်ကလူမှုကွန်ရက်ပေါ်ရှိသားထားတဲ့ post တခုမှာမိုင်းယာထောင်ချီတဲ့မြန်မာနယ်စပ်မှာမိမိတို့ရှု WSA WhatsApp ဖွဲ့ပဲရှိတာမဟုတ်ပါမွေးရစီပါတွေကလည်းမိမိတို့ကိုအနေပြုလာအောင်သာမကလူသားများရဲ့ပုံရံသူတွေဖြစ်ပြီးစဉ်ဆက်မပြတ်စူးစမ်းတိုက်ဖြတ်နေတော့လဲပိတ်ပင်တားဆီးဖို့မလွယ်ဘူးလို့ရှိသားထားပါတယ်။ဒါပြင်သူကဆက်ပြီးတော့ WhatsApp ဖွဲ့ထိန်းချုပ်နေမြေတွင်2005ခုနှစ်မှာမွေးရစိုက်ပျိုးမှုကင်းစင်နေ င်မြေဖြစ်ကမ္ဘာကိုကြီးညာခဲ့ပြီးဆက်လက်ပြီးမူရင်းစေဝါရီကိုစိုက်ပျိုးထုံးလို့ရောင်းဝယ်တည်ယူပို့ဆောင်ရင်းနဲ့တုံးဆွဲမှုတို့ကိုကြီးလေးပြစ်ဒဏ်ချမှတ်ခါတိုက်ဖြတ်မှုကြောင့်မူရင်းစေတုံးဆွဲမှုအနည်းဆုံးပြည်နယ်ဖြစ်တွေ့ရှိနိုင်တယ်လို့ရှင်းတာထားပါတယ်။ ဆက်လက်ပြီးတောင်ကြီးမြို့နေရစ်တာစကင်လေးတသမာ၃ညအစဉ်ငလင်းလောက်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့အရှိတ်146ကီလိုမီတာကွာမြေအောက်နက်10ကီလိုမီတာကိုပဟိုပြုတ်ပြီးရစ်တာစကင်လေးတသမာ၃ညအစဉ်ငလင်းတကူမေလ28ရက်မြန်မာစံတော်ချိန်နေ့လယ်2:28မိနစ်ခန့်မှာထပ်မံလောက်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့အနောက်တောင်ဘက်19ကီလိုမီတာကွာမြေအောက်နက်10ကီလိုမီတာကိုပဟိုပြုတ်ရစ်တာစကင်၃တက်သမာ ရှေ့အစဉ်ကလင်းတကူးမေလ29ရက်နေ့မြန်မာစံတော်ချိန်ည10:42မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တာပါမြင်းကလင်းတိုင်းထာဆက်တွေနဲ့ပဟိုချက်ရဲ့အနီးဝေးပေါ်မူတည်ပြီးလဲကလင်းအင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ဝန်ကြီးဌာနကအသိပေးထားပါတယ်မေလ29ရက်မြန်မာစံတော်ချိန်ညနေ9:54မိနစ်အချိန်မှာမန္တလေးတိုင်းရမဲတေးမြို့နေမြေအောက်နဲ့10ကီလိုမီတာကိုပဟိုပြူရစ်စတာစကိန်၄တသမ ုံးအစင်းငလင်တစ်ခုထပ်မံလုတ်ခတ်ခဲ့ပါရစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်ရီဆက်လက်လုတ်ခတ်နိုင်တဲ့အတွက်ငလင်ပင်းဆောင်ရန်ရှောင်ရန်တတိပြုရန်ချက်တွေနဲ့ညှိနှိုင်းထိုင်ဖို့လူသားချင်းစာနာထောက်ထားရေးနဲ့ပြီးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကအတိပေးတိုက်တွန်းထားပါရဆက်လက်ပြီးအင်အားတရာကျော်ပါစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုမြိုင်နယ်ဦးတည်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းပခုတ်ကူမြို့အခြေဆိုင်ချင်းမြန်တပ်မှတရာတက်မှအင်အားတရာကျော်ပါစစ်ကြောင်းကမြိုင်မြို့ကိုဦးတည်နေကြောင်းဒေသတွင်သတင်းရင်းမြစ်တချို့ကပြောပါရအဆိုပါစစ်ကြောင်းကမင်းကမ ေလ29ရက်ကပခုတ်ကူမြို့နယ်ညောင်ချစ်ပင်ကျေးရွာရောက်ရှိပြီးမေလ28ရက်နေ့မှာဖောင်ချောင်းကျေးရွာကိုရောက်ရှိနေတယ်လို့ဆိုပါတယ်မြို့နယ်အတွင်းမှာပြူရွာတွေစီကိုရှောင်းအောင်သွားမယ်လို့သိရပါတယ်မြေပြင်စစ်ကြောင်းနဲ့အတူလေကြောင်းမှာပါမယ်လို့သိရပါတယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်အခြေအနေနဲ့ပတ်သက်ပြီးသတင်းဌာနကိုရှင်းပြပါတယ်စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းတွေတိုင်းဆိုရင်မြိုင်မြို့နယ်အတွင်း တွင်းမှပြူစောတီးရွာနဲ့တရက်ကံပြူစောတီးရွာတို့ဝင်ရောက်နိုင်ကြောင်း၎င်းကခံမှန်းပါတယ်။ဒါကြောင့်အဆိုပါဂျင်းရွာများအနီးရှိပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်နဲ့မြေပြင်မှလာနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထူးတတိပြုဖို့မြန်မြုပ်နယ်အရှက်ဖက်အဖွဲ့အစည်းချုပ်ကတိုက်တွန်းလိုက်ပါတယ်။မြန်မြုပ်နယ်တောင်ပိုင်းကမိဘပြည်သူများတတိဝရိယနဲ့နေထိုင်ကြဖို့အတိပေးအပ်ပါတယ်လို့ဆိုပါတယ်။အခုမေလ၂ရက်မှ9ရက်ထိမြန်မြုပ်နယ်အရှိတောင်ပိုင်းမှာတည်ကြည်တော့လေတန်းနဲ့ ပောက်ပင်ကိုင်းချင်းရွာတို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကဖုန်ကြီးကြောင်းပါဝင်ပြည်သူနေအလုံး40ခန်းကိုမိရှုဖျက်ဆီးခဲ့ပါတယ်။အဆိုပါစစ်ကြောင်းကိုဒေသခံကာကွယ်တပ်တွေကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှုပ်လောင်း၈လောင်း ME1 တလက်ကြီးအတောင်900ကျော်နဲ့ခရမ်းချုပ်တင်းစင်ရရှိခဲ့ပြီးစစ်ကောင်စီတပ်ကပခုတ်ကူမျိုးကိုတပ်ပြန်ဆုတ်သွားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။